လိုမင်္ဂလာပါအတွင်းချန်နယ်လေးကနေပြီးတော့စာရေးဆရာမနိုင်ကလျာမျိုးကြီးတားထားတဲ့ပုဂ္ဂိုလ်သူဆရာဖြစ်နေအသက်ဝင်နေတော့စာကြောက်ရွှေစာအုပ်လေးကိုဖတ်ပြသွားပါမယ်နော်အော်အီအီအိုအလေးရမပေါ်သေးမီကျက်ပါကြီးတကောင်ရဲ့သွန်နန်းကတိတ်ဆိတ်နေမှုအားလှုံ့နှိုးလိုက်ရတဲ့တူရယ်တုံတုံတုံစက်တန်တန်ကြားရပြီးမရှိမနှောင်းပြီးဖုန်းကြီးချောင်းကြီးထဲမှာအုံမခောက်တန်ကိုကြားလိုက်ရတယ်မိဖို့တဲ့မိထဲအောင်ဟာမဲသူရဟုတ်ကိုကြီးအိုက်ဆန် ိုက်ဆိုင်ရဲ့စကားကြောင့်ဘုန်းကြီးကျောင်းသားလေးမဲသူဟာမိဖို့အတွင်ထေချောင်းတချို့အားထည့်ထိုးလိုက်တယ်။မဲသူရဲ့အသက်မှာဆယ်နှစ်ခန့်သာရှိသေးကဘုန်းကြီးကျောင်းတို့လာရောက်ဒီမှာမကြသေးတော့လေ။ခိုင်းလျေဖင်ပေါကတွက်လက်ချချသည်မူအလုံးကချစ်ခင်ကြတယ်။ဒီကျိန်ဆိုဆရာပေဘုရားဝတ်ပြုနေလောက်ပြီနော်ကိုကြီးအိုက်ဆန်အေးပေါ့ကွာသူကတော့ဆရာဖေးကိုတိတ်လေးစားတာပဲကိုကြီးအိုက်ဆန်ကြုတ်ကြီးလာရင်ဆရာဖေးလိုအထက်လန်းဆရာဖြစ်ချင်တာဗျာ မင်းကစုံးနေကိုရင်ကြောက်ဘူးလားမဲ့တူမကြောက်ပါဘူးဗျာကျုပ်ကတည်ပြီးတဲ့လူတွေကိုတခါတလေမြင်ရတယ်ကိုကြိုက်စင်ရကျုပ်ပြောရင်လူကြီးတွေကမယုံကြဘူးကျုပ်ကိုဒီလိုပို့လိုက်တာလေအဲ့ဒါကြောင့်ပဲဗျာဟေးမဲ့တူရဲ့စကားကြောင့်အိုက်ဆန်ရဲ့မျက်ခုံးနှစ်ဖက်မှာမြင့်တက်သွားပြီးနောက်ဘာလဲကိုကြီးအိုက်ဆန်ကမယုံဘူးမို့လားပြောပါဦးမင်းကဘလို့တွေမြင်ရတာလို့မဲ့တူရကျုပ်ရွာမနေတော့ငါပေါ့ဗျာ တော်တော်အိမ်ခေါင်းရင်ပတ်မှာနေတဲ့အရက်သမားငပြူးဆိုတဲ့သူရှိတယ်ဗျ။အဲ့ဒီငပြူးဆိုသူကအရက်တောက်ပြီးရင်အင်မတန်မှသွေးဆိုးတဲ့သူ။သူအရက်တောက်လာရင်လမ်းမှာအဲ့ညီရွယ်ခွေးကိုတောင်းရံလုတာဗျ။သူ့အပေဘိုးအေးဆိုတဲ့သူကလေဖြတ်ထားရှာတာ။သူကမူးလာရင်သူ့မအေကိုရောလေဖြတ်ထားတဲ့သူ့အပေကိုရောရံလုတာ။ဆဲလိုက်ဆိုလိုက်တာပြောမနေနဲ့ဗျာ။တို့တို့မှာမကြားချင်လဲကြားနေရတာပေါ့ဗျာ။တနေ့ကျအဲ့ဒီအရက်သမားငပြူးကနွားဝင်လို့တေးပါလေရော။ သူတေဒီသူအတုပအိမ်ကိုကျုပ်တို့ကလေးတဝိုက်ကတော့ကြတာပေါ့ညဘက်ဆိုအတုပအိမ်မှာအောင်လင်းမီးတွေကထိန်နေအောင်ထွန်းထားတာကိုရွာမကဒီလိုပဲအတုပအိမ်ကညဘက်ဆိုလူစည်းကားနေတာပေါ့ကျုပ်တို့ကတော့ကလေးဘွားစုံနေကြတာပေါ့အဲ့ချိန်မှာအဲ့ဒီအိမ်ပေါ်ကိုခဲတွေကြလာတာမျိုးအဲ့လိုလဲဖြစ်ရောအတုပအိမ်မှာရောက်နေတဲ့သူတွေလည်းဝယုံတော့ကားဖြစ်သွားကြတာပေါ့ကျုံလဲအိမ်ပြတ်ကြည့်လိုက်တော့ရတမငပြူကညီမစောင့်ချောင်ယူထိုင်ပြီး ူ့အိမ်ခေါင်းမူပေါ်သူ့ခဲတွေပြစ်နေတာဗျ။မညာချမ်းကလည်းနွားဝင်ထားလို့စက်ပြဲနေတာပဲဗျတုတ်ကလည်းဟာဥပ္ပုကြီးမြေမှာစောင့်ဆောင်ထိုင်ပြီးခေါမိုးပေါ်ပကဲနေပြနေတာဗျို့အဲ့လိုအော်လိုက်ရောပြေးလာကြရသူတွေဟေးဟုတ်လားမင်းကတော့မပြေးဘူးလားမဲ့တူဟာဘယ်ပွဲကောင်းမလဲကိုကြီးရိုက်ဆန်ရပျော်လဲပျော်ပြေးလဲပြေးပေါ်အိမ်ကိုဘလို့ပြေးအောင်လဲတောင်မသိဘူး အိမ်ရောက်တော့အဖွားကကျုပ်ကိုပြည့်ရရီတိုင်းပြားစာရွေးပေးတာအိမ်ညာကအဖွားရင်ကမှာပဲကျုပ်အိပ်ပျော်သွားတာအဲ့ချိန်ကစပြီးကျုပ်တိတ်ပြီးရသူတွေကိုမြင်ရတာဗျဒါမှလူတိုင်းကတော့မဟုတ်ဘူးအင်းဘောမဲသူရချို့သူတွေကတိတ်ပြီးတာနဲ့ချက်ချင်းတခြားဘွားကိုကူးသွားကြတာကိုမြေရောက်တဲ့သူတွေကလေးဆန်ဘွားရောက်တဲ့သူတွေကောင်းရဘဘွားရောက်တဲ့သူတွေရှိကြတာကိုမင်းကတေပြီးပိတ်တာဘုံရောက်တဲ့သူတွေကိုပဲမြင်ရတာနေမှာပေါ့ ဲ့လိုတော့မသိဘူးဗျဒါပေမဲ့တေဘီရဲ့လူတော်တော်များများကတရေတွေဖြစ်နေကြတာဗျသူတို့ကလည်းကြုံသူတို့ကိုမြင်မှန်းသိကြရဲ့ဗျကြာတော့ရွာထဲကသူတွေကတုံးနဲ့သူတို့တတ်သမီးတွေနဲ့ပေးမပေါင်းကြတော့ဘူးအမေနဲ့ဖေကလည်းသူ့ကိုမဟုတ်တာတွေရှောက်ပြောတယ်ဆိုပြီးရိုက်တာကျုပ်ကမြင်လို့မြင်နေပြောတာမယုံကြဘူးကြာတော့ကျုပ်တရေတွေကိုကြောက်စရာလိုမမြင်မဲတနာစရာလိုမြင်လာတယ် သူတို့ကလူဘဝတုန်းကလို့မဟုတ်ပဲကိုတီးကလုံးနေနဲ့ရှောက်သွားနေကြတာဗျတချို့ဆိုသူတို့မိသားစုတွေသွားရနေရနောက်တကားကောက်လိုက်နေကြတာနောက်တော့ရွာကဆရာတော်ကကျုပ်ကိုထူးခြားတဲ့ကလေးမင်းရဲ့တင့်တော်တဲ့နေရာရှိတယ်မင်းကိုပို့ပေးမယ်ဆိုပြီးဒီကိုပို့လို့ကျုပ်ဒီရောက်လာတာဘောကိုကြည့်လိုက်ဆန်ရဩမင်းကထူးဆန်းတဲ့ကလေးပဲမင်းဟိုနေ့ကဆရာပင်းနဲ့ဘာတွေပြောနေကြတာလဲဩအဲ့ဒါက ဒီเจ้าရှင်တရက်ပင်ကြီးဘောကလူနီကြီးเจ้าပြောနေကြတာလေဆရာဘေကတောင်ကျုပ်ကိုပြောသေးတယ်ငါကမျက်လုံးကိုရေစင်ခတ်မှမြင်ရတာမင်းကဒီတိုင်းမြင်ရတာထူးဆန်းနေတယ်မင်းသူရဲ့စကားကြောင့်စောရဲ့ဝါရောအိုက်ဆန်မှမျက်လုံးပြူးသွားကြတယ်စောရဲ့ဝါကအိုက်ဆန်တော်တော့မင်းသူကိုမင်းဘာမှထမ်းမမိတော့နဲ့ကြရင်ငါတို့တွေရေအိမ်သာမတော်ရတော့ပဲနေလိမ့်မယ်အေးကွာကဲမင်းသူ ဘယ်နေရာမှာဘာရှိတယ်ဆိုတာငါတို့မပြောတော့နဲ့တော့မင်းပြောစီရင်မင်းရဲ့ဆရာဖေးစီမှာတက်တလောက်ပြောဟုတ်ပြီလားအိုက်ဆန်ရဲ့စကားကြောင့်မဲသူဟာသဘောကျစွာရေးလိုက်တယ်ဟာဟာဟာကိုကြီးတို့ကကြောက်တတ်ကြရလားအရင်ကကြောက်ပြင်းလာရင်ဒီနေရာမှာဘာရှိတယ်ဘယ်နေရာမှာဘာရှိတယ်ဆိုတာပြောပြီးလူတွေကိုလိုက်စားတာဗျကြာတော့ကြောက်လာရင်ရွာကလူတွေကပြေးတော့တာအဲ့လိုပြောလို့အဖွားရဲ့ကြိတ်လုံးစာမိတာလေအခောက်ကြီးမနေဘူးအထာလည်းမမှတ်ဘူးอืม ဆရာဘီကတော့ပြောပါတယ်ကိုမင်းသမီးတွေ့တယ်များရှောင်ပြောရဘူးတဲ့ပရာလောကသားတွေမှာလဲစီးရှိတယ်တဲ့တချို့ပရာလောကသားတွေကတခါတလေအတင်းလိုက်ပြီးဆက်တွေဖို့စူးစမ်းကြတယ်လေဒီမှာလေဆရာဘီကြုတ်ကိုပေးထားတာမဲတူဟာသူ့ရဲ့လေဘေးနိုင်ဆွဲသားတော့ကျိုးညီလေးအပြရအဲ့ဒါဘာကျိုးလဲမဲတူဆရာဘီပြောတာတော့လက်ပြချုပ်ကျိုးတယ်ကျုပ်ကလက်ပြသိမ့်လာတော့ပရာလောကသားတွေကိုမြင်ရတာတဲ့ ဒီကျိုးကိုလဲထားရင် သူတို့ကကြုတ်ကိုဖမ်းဆားလို့မရဘူးတဲ့။ဟွန်းမင်းတို့ဆရာတပည့်နှစ်ယောက်တော့ဟုတ်နေတာပဲ။အိုက်ဆန်စကားကြောင့်မဲသူဟာသူ့ရဲ့ပါထက်မှာပချိုက်နှစ်ခုလုံးခွဲဝန်သွားအောင်ပြုံးလိုက်ပြီးနောက်ကျုတ်ကတော့ကိုကြီးအိုက်ဆန်ရဲ့စိတ်ပညာအကြောင်းလဲစိတ်ဝင်စားဘူး။ကိုကရင်ရဲ့ဗေဒင်ပညာရဲ့အကြောင်းလဲစိတ်ဝင်စားဘူး။ဆရာဖေးရဲ့ပညာရဲ့ကိုတော့အင်မတန်မှစိတ်ဝင်စားတယ်။အေးပါကွာအေးပါကဲဆွလဲချက်ပြီးဆွဟင်းနေအကုန်လဲချက်ပြီးပြီဆိုတော့ဖះမှာဆွန့်ခဲ့ပြီး ကျောင်းသာကိုတော်ရီအတွက်အာယုံစွန်းပြင်ကြရအောင်ဟေ့စောဝါရဲ့စကားကြောင့်အလုံးလေးစွန်းဝဲအတွက်ပြင်ဆင်နေကြရတယ်။ဥဥတိတ်ဆိတ်နေသည့်ညနေတကောင်ရဲ့နိုင်ခွေးတအုံနဲ့ဆွဆွငင်ငင်ဦးတန်းကြီးကထွက်ပေါ်လာတယ်။ဟာခွေးတွေကလည်းအခုတလောရမ်းဦးတာပဲ။ဟုတ်ပါကိုဖိုးအောင်ရဲ့နင်းတို့ရဲ့အဖွားကပြောဦးတယ်။အဲ့လိုခွေးတွေရမ်းဦးရင်ရွာမှာတခုခုဖြစ်တယ်တဲ့။ပြာပြာဘာမှမဖြစ်ပါစေနဲ့လို့ဆူတောင်းရမှာပဲ။ အယူမသေးစမ်းပါနဲ့မိနစ်ရာခွေးတွေကသူတို့မိတ်လိုက်တဲ့ချိန်ဆိုဥဒက်ကြတာပဲအခုချိန်ကသူတို့အချိန်မှမဟုတ်တာကိုဖိုးအောင်ရဲ့နေ့ထင်ပြောရရင်ကိုတလောကရွာပြင်မှာအသက်ခင်ရတဲ့စမ်းကြည့်များမကျွတ်တာလားမသိဘူးနော်อืมဒါတော့ငါလည်းမပြောတတ်ဘူးဟုတ်ရင်လည်းဟုတ်မှာပေါ့ညာဘကြီးအဲ့ဒီအကြောင်းလေးမပြောနဲ့မိနစ်ငါဘာလို့တားလဲဆိုတာမင်းသိမှာပါအိမ်မှာတော့မိသွားလို့ပါတော့ကဲမနေ့ကိုစွန့်ချိုက်ပို့ရမှာမို့လား စဉ်ရှိတုံပြဲလိုက်အောင်အင်းမရှင်လဲအိတ်တော့ရှက်ရှက်ရှက်ညချေမောင်လဲနိုင်အရာတခုဟာခက်မြမြရွှရှားနေတယ်အဲ့ဒီရာကအိတ်သလုံးထံတို့ဥတီသွားနေတယ်မကြမီထိုရဲ့အမောင်ရဲ့နိုင်ထိုရဲ့ကငိမ့်သက်သွားတယ်ကက်ကတက်ကတက်အိမ်အောင်နိုင်အိတ်တန်းတက်နေပြီးကြက်တအုပ်ရဲ့အတန်ကစူညံစွာထွက်ပေါ်လာတယ်တက်များရဲ့စူညံထွက်ပေါ်လာသည့်အတန်ကြောင့်ဥလာတယောက်လန်နိုးလာတယ်ဟာ စက်တွေကိုဘာကောင်ဆွဲနေလဲမသိဘူးထားအောင်မှဥလာတရားကိုတခဲနှလုံးထိုးဓာမီလေးဖြင့်အရဲ့အောက်ထက်သို့ဆင်းလာခဲ့တယ်ဓာမီဟာရုတ်တရက်မလေးတစ်ချက်လေးတစ်ချက်ဖြစ်လာတော့ကြဟာဒီဓာမီဟာဘာဖြစ်တာလဲဟာတနည်းကမှတခဲတင်လဲထားတာပါသူလည်းဓာမီအားလဝါပြင်တစ်ဖက်ဖက်ရိုက်လိုက်တယ်ပြီးပြက်လင်းလာတဲ့အခါသူ့ရှင်နိုင်မမရမဲရဲနေတဲ့အရာတစ်ခုဟာဘာဘာကြီးလဲအာညအချိန်တိုင်းဥလာရဲ့အော်ဒါနဲ့ကြီးကကျက်ပြေမဲစာထွက်ပေါ်လာတယ် ကားခင်ဖြစ်သူအော်ရန်ကြာသူ့ရဲ့သားဖြစ်သူမှာရုတ်တရက်နိုးလာကအမေထထအဖေဘာဖြစ်တယ်မသိဘူးဦးလာရဲ့မိမနဲ့သားဖြစ်သူကမိအိမ်လေးဆွဲကအိမ်ရောက်ထပ်တို့ဆင်းလာရာမြင်လိုက်ရသည့်ညီဝကြောင်ကြက်တစ်တီသွားကြတယ်အမလေးဦးလာရဲ့မြို့သမီးဟာယောက်ျားဖြစ်သူအားကြည့်ကမိလဲသွားလေတော့တယ်ဟဲ့မိဝါမိဦးလာရဲ့တင်ကြားယူမိလားဧဟင်မသိပါဘူးဘာဖြစ်လို့လဲမင်းညတကောင်ကျော်ကဦးလာရဲ့အော်တန်ကိုကြားလို့ သူမိမနဲ့တူတာကအဲရောက်ဆင့်ကြည့်တော့ဥလာကလက်ကြီးနေပြီးမျက်ဖြူဆိုင်ပေးနေတာတဲ့သူမိမဆိုဥလာလောင်းကိုကြည့်ပြီးမိလေးသွားတယ်တဲ့ဟင်ဟုတ်လားအခုတော့ခွေးတွေဥနေပါတယ်မှတ်တယ်အခုလိုအဖြစ်ဆိုနေကြောမှမို့ဥနေကြတာထင်ပါရဲ့ဒီလိုဆိုညာဘက်ဒိထားနေမှာအေးဥလာကိုဘသူများတက်သွားပါလိငါလည်းပဲသိမလဲအေးမျိုးကိုအဲ့ဒါလာပြောပြတာကောင်းပါ့ရဲ့အေးပါဟဲ့ညီပြပြတော့တီးရတာပေါ့နောက်လဲလာပြောပြအောင်နော် ခွဟဲ့ဘာလို့လာပြောက်ခိုင်းတာလဲကောင်မရဲ့ဒီလိုသတင်းဆိုးဆိုတော့ထပ်မပြောချင်ပါဘူးအေးသက်ခွာသားတဲ့မိသားရဲ့နောက်ကျောအကြီးကမိဘတရားတက်ပြင်းကြီးချလိုက်မိတယ်။နောက်ရနိုင်ရွာသားမိုင်းကဥကြုံမြတရားဥလာခဲ့သူပင်တကြီးလင်လျက်တေဆုံးနေပြန်တယ်။မောင်မောင်မောင်ရာသူကြီးထံမှာမောင်းနှံကြောင်ရွာသားများစုဝေးလျက်ရာသူကြီးဥအောင်မြတ်အိမ်သို့ရောက်ရှိလာကြတယ်။ကဲလူဆုံမီလားဆုံမာပြီတကြီး ေးခင်များတို့ကိုကြုတ်ခေါ်ရတဲ့အကြောင်းကဒီရွာမှာလူတွေဇက်တိုက်တည်ဆုံးနေလို့ပဲခင်များတို့ဒီကြရတဲ့အတိုင်းအခုဆို900တောင်ရှိပြီကျုပ်တို့ဒီကိစ္စကိုဘလို့ဖြေရှင်းကြမလဲဆိုတာ တိုင်မရတော့မင်းဆရာတော်တွေလည်းရွာထဲပြေးရွယ်ကမဝါမျက်သားတွေလှုပ်ပေးကြပေမယ်လူတွေကတည်ဆုံးမြဲပဲဘယ်နေဘသူ့အလဲဆိုပြီးရင်တဲ့တဲ့နဲ့ဖြစ်နေကြပြီဒီတော့ကျုပ်တို့ဘာလို့ရင်ကောင်းမလဲတကြီးရဲ့စကားကြောင့်ရွာသားများက ယောက်တစ်မျိုးဝေဖန်ပြောဆိုနေကြတယ်။ကျုပ်တခုအကြံပြုချင်တာရှိတယ်တကြည်။ရပါအောင်ဖို့သူဒီလိုရင်ဖြစ်ခင်ကချုပ်တို့ရွာပြန်มาနေတယ်။မိစန်းကြီးအသက်ခံရတာနဲ့ဆက်ဆက်နေမလားလို့။မြင်းပြောပုံရဆိုမိစန်းကြီးကသူ့ကိုတတ်ခဲ့တဲ့သူတွေကိုကလစားချင်နေတာလို့ပြောချင်တာလား။တခြားလဲစဉ်းစားပြီးမှပြောပါအောင်ဖို့သူရ။သိသွားတဲ့သူတွေကရွာကစိတ်မှုတွေအရေးပါတဲ့သူတွေကြီးပဲ။သူတို့ကဒုသက်မှုကျွလွန်ပါမလား။ တည်ဆုံးသွားသည့်ဥလာရဲ့တားဖြစ်သူကလည်းမဖြစ်နိုင်တာကျော့ဖေဥလာကစက်တင်ငှက်တွေတောင်တက်တာမဟုတ်ဘူးအေးလီဟဲဟာကျော့ပြောချင်တာကအဲ့လိုမဟုတ်ဘူးတကြီးကမိစန်းကြည်တို့မိဘွားကိုပညာရည်တွေဆိုပြီးရွာပြင်ထုတ်ခဲ့ကြတာမဟုတ်လားသူမြေးမာလေးမိစန်းကြည်တေးပြီးအဘွားကြီးကိုလည်းမတွေ့ရတော့ဘူးဆိုတော့ဘုရားရဲ့စကားကြောင့်အာလုံးတိတ်ဆိတ်သွားကြတယ်။อืมတွေးမယ်ဆိုလည်းတွေးစရာပဲ။ဒီတော့ငါတို့ဘာဆက်လုပ်ကြရင်ကောင်းမလဲ။ ဆရာလေးပါလေးပြင်မကောင်းဘူးလားတကြီးကပြူရွာဘက်မှာအထက်လန်းဆရာရှိတယ်တဲ့အေးကောင်းသားပဲပြင်ကြတာပေါ့ရင်နဲ့သူအတွက်ဝါးတပြင်းလဲမျှော်လင့်ချက်ရှိတာပဲရွာလူကြီးလည်းနောက်ရက်နိုင်အထက်လန်းဆရာတူကပြင်ခဲ့တယ်သူဆရာပြင်ပြီးတပတ်ခန့်အချိန်ဒီမှာငိတ်သက်နေတယ်ဒါကြောင့်မင်းရွာသားများကလည်းပျော်ရွှင်ကသူတို့ရဲ့လုပ်ငန်းများကိုလုံမြဲပြန်ပြန်လုပ်နေတယ်။အညာမင်းရဲ့ຫນွေဥညာများကပူလာအိုက်ဆက်လွန်းလာတယ် ဖို့ဒုတိယလေဒါဆောင်နဲ့လဲလျောင်းရင်ရက်တောင်ပြပြခတ်နေလေတဲ့တို့စဉ်သူ့ရဲ့မျက်ရည်ထဲမှာဖြစ်သွားတော့ရေးတကူဟင်ညဘက်ကြီးဘလူများလဲသူလဲလဲလျောင်းနေရမှာထကအရေးဖြတ်တန်းသွားရောက်ပြီးတစ်ပင်အောက်သူဓမီးပင်တို့ကြည်ဟာမိမိမျိုးတို့ဟာသူ့ဟာကြောပိကရက်နေတယ်သူမင်းပြောဤနောက်ကျောကြည့်ရသည်မှာအင်မတန်လှပမြေပုံရတယ်။သူလည်းစိတ်ထဲမှာမျိုးမြဖြစ်လာတဲ့ဖြင့်ထိုနေရာကိုသွားကြည့်ရန်ဆုံးဖြတ်လိုက်တယ်။ဘသူလဲ ရဲ့နေရာဘသူလဲအဟိဟိခိခိခိသူမမေးပြောရရရတစ်ပင်အကွယ်ဘက်သို့ဝင်ရောက်သွားတဲ့ပြင်သူလည်းအပြေးလိုက်သွားရာဟာသူထိတ်ကနေဖြစ်သွားတယ်မိမိစန်းကြီးအေးငါပဲငါ့ကိုတက်ပြီးသူတော်ကောင်းအောင်စောင်းနေတဲ့တနာယူနင်းအဆောင်လက်ဖွဲ့ကြောင်ငါတက်လို့မရလားအဲ့ခါမှာရေချိုးရင်ချွတ်ထားမိတဲ့အဆောင်ကျိုးကိုတရိယာသွားတယ်သို့တော်သူနောက်ကျသွားခဲ့ပြီး မိစန်းကြီးဟာသူတည်ဆုံးစင်ကပုံစံအတိုင်းအဝတ်စားဖြိုပြေဥကောင်းထံမှာသွေးတံတင်ရေးဖြင့်သူထံခုံဝင်လာကကျွအာသူရဲ့ဥကောင်းဟာတပတ်လည်သွားပြီးနောက်နေကျသွားတယ်ဟိ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 မမေရာကြီးဟာသဘောကျစွာရင်မောလျက်အမောင်ထုအတွင်းတွဝင်ပြောက်ွယ်သွားတယ်ညကဖိုးထောင်တည်ပြန်ပြီးတဲ့ဟေ့ဟေးဟဲ့သူကအထက်လန်းဆရာကိုခေါ်ခိုင်းလို့သူ့ကိုမကျင်းနဲ့လို့တက်တာနေမှာနော်မိတဲ့ ဟုတ်မှာပေါ့အေးဒီပြဿနာရင်ပြည်ရသွားပြီမှတ်နေတာအခုပြန်ဖြစ်ပြန်ပြီမိတန်းဟာစိတ်ဆင်းရဲကြီးစွာဖြင့်ညှိထွားနေတယ်ရွာတကြီးပြိုးရွာတကြီးဟာကပ်ပြာကြီးပါလားဆရာတော်ကတကြီးကိုခေါ်ခိုင်းလို့ဟုတ်လားအခုပဲကလာသားကောင်းဆောင် မောင်ကြီးကိုခေါ်ခိုင်းပြီးကြုတ်လာခဲ့မယ်လို့ရှောက်တယ်မိပါကပ်ပြာကြီးကပ်ပြာကြီးပြန်သွားပြီးနောက်တကြီးဟာကလာသားကောင်းကိုခေါ်ကဖုန်ကြီးเจ้าတို့ရောက်လာခဲ့တယ်เจ้าတို့ရောက်တဲ့အခါ ဆရာတော်ကမိမိကြီးထိုင်က သူတို့အားစောင့်ဆိုင်နေတာကိုတွေ့ရတယ်။ရောက်လာကြပြီလားတကကြီးတို့။တင်မဖျား။အေးမင်းညာကတကဘိုးတော်တရားပုံပုံစံအတိုင်းသိပြန်ပြီဆို။တင်မဖျားတပည့်တော်လည်းဘာလို့လို့ဘာကန်ရမလဲမသိတော့ပါဘူးဖျား။อืมကြာရင်ရွာတောင်ပြတ်နိုင်တယ်တကကြီး။ကိုရောကလည်းယောဂကိစ္စကြီးမကျွမ်းတော့မကူနိုင်မှုဖြစ်နေတယ်။ကိုရောရဲ့မိတ်ဆွေဆရာတော်အရှင်ပညာတာမီစီမေးကြည့်တော့ ရှမ်းပြည်ဘက်ကဆရာတော်တစ်ပါးအကြောင်းမှထိုင်နေတဲ့အထက်လန်းဆရာတော်ရှိတယ်တဲ့အဲ့ဆရာနာမည်ကဆရာဖေတဲ့ငယ်ပေမဲ့အင်မတန်မှတော်တယ်တဲ့ဒီဟာမှာပြည့်ပြည့်သားတွေကိုအဲ့ဒီဆရာကကူညီနိုင်လိမ့်မယ်လို့ပြောတယ်အဲ့ဒါကြောင့်အဲ့ဆရာကိုတွားပစ်စီခြင်းနဲ့တကြီးတွားပစ်မယ်ဆိုကြောင်းလိုက်စာအတိအကျညွှန်လိုက်မယ်အဲ့လိုပဲလောရတော့မှာပဲရှင်မယာဒီတစ်ချိန်တော့တပည့်တော်အလဲဖြစ်မယ်လို့ခံစားရတယ်အခုတိတ်ဆုံးသူတွေကဆယ်အိမ်မူရာအိမ်မူတွေကြီးပဲ ခုဆိုဆေးအိမ်မှုဘယ်သူမှမလုပ်ရဲကြတော့ဘူးဗျာကဲဒါဆိုလေဒီမှာအဲ့ဆရာရှိတဲ့နေရာအဲ့ဒီဆရာကိုအမြန်ဆုံးသွားပြကြတော့တင်မဗျာဗျာသူကြီးနဲ့မောင်ကြီးတို့နှစ်ဦးလဲဆရာတော်စွန်ကျဲသည့်ဆာရွက်အာယူကကြောက်မှထွက်လာခဲ့ကြတယ်ညာကျန်းချိန်တိုင်းလေပင်များကတဖြည်းဖြည်းတိုက်ခတ်နေတယ်ကျောင်းရှိရှိခုံတန်းရှိနိုင်လူရဲ၃ယောက်နဲ့ခလေးတအုပ်ကိုထိုင်နေကြတယ်။မူကောင်းကင်မှာလာမင်းကြီးရဲ့အလင်းရဟာ နင်းချင်လျက်ရှိသည်မူပတ်ဝန်းကျင်တစ်ခုလုံးနေခင်းဘက်မှာအရာအလုံးကတဲခွဲစွာမြင်နေရသည်အပါကျောင်းရှိကထင်းကျူးပင်ကြီးကအပွင့်တောင်ပွင့်နေပါလားကျုပ်ကထင်းကျူးပင်ကအပွင့်ပွက်တတ်ဘူးထင်နေတာဗျပွင့်တာပေါ်မဲတူရဒါပေမဲ့မြင်ရခဲ့တယ်အဲ့ဒါကြောင့်လူတွေတော်တော်များများကထင်းကျူးပင်မှာအပွင့်မပွင့်တတ်ဘူးပဲထင်နေကြတာอืมကျုပ်တို့ညာမှာတော့ဒီချိန်ဆိုအိုက်ဆက်နေမှာတခါတလေကြတော့လေအမေတို့ကိုသတိရတာ ။အော်မိနာမသတိရရင်ပြန်လို့ရသေးတယ်။ဆရာဖေဆိုသူခုနှစ်နှစ်သားကလေးကအမေရောအဖေရောစုံသားတာကွ။မောင်နှမအရင်ချတော့မချိချဘူးမဲ့သူရ။အိုက်ဆန်ရဲ့စကားကြောင့်မောင်မီယာခေါင်းငိမ်ကထောက်ခံလိုက်ပြီးဟုတ်တယ်မဲ့သူ။ငါမှမိဘတွေမရှိတာကြာလပေါ့။ဒါကြောင့်လဲဆရာတော်ကငါမိဘဆိုလဲဟုတ်ဆရာဆိုလဲဟုတ်ကျေးဇူးရှင်ဆိုလဲဟုတ်တယ်လေမင်းဟာအခုအသက်၁၀နှစ်ဆိုတာငါတို့ငါနဲ့စာရင်မငယ်တော့ပါဘူးကွာ ငါတို့ကဆိုအသက်9နှစ်နဲ့ဒီကိုရောက်ခဲ့တာကွာမဲသူဟာမောင်ဖီးရဲ့စကားအားညီသက်စွာနားထောင်ရင်းမှာကျုပ်ကဆရာဖီးရဲ့တပည့်ဖြစ်ချင်တာဗျကျုပ်ကိုတပည့်ဖြစ်လက်ခံပေးပါဆရာဖီးမဲသူရဲ့စကားကြောင့်မောင်ဖီးဟာပြုံးလိုက်ပြီးနာငါတပည့်ဖြစ်ချင်ရင်တီလာလုံအောင်အရင်ဆောင်ဖို့မဲသူရငါဆိုခုနှစ်နှစ်သားကိုရင်ဘဝကလေးကတီလာဆောင်ခဲ့ခဲ့တာကွာကိုရင်ကနေလူထွက်လာတော့လေစစ်ပါတီလာကို ကာဝဘဆိုလိုမြင်အောင်စောင့်သိခဲ့တာပြီးတော့ငါတို့ပညာရဲ့မှာအင်းဆဲနီတွေပါတော့စာကလည်းအတော်တန်တက်မြောင်မှာအစဉ်ပြေတယ်မဲသူရမင်းငါတို့ပဲကြည့်ချင်းစာပေပညာရဲ့ကိုလည်းမပြေးမရည်လေ့လာရမယ်မောင်ဖီယက်စ်ကကြောင်မဲသူဟာမျိုးလုံးဝိုင်းသားဖြစ်ကြည့်ကချစ်ပါတီလားဆိုတာညစာမစားရဘူးပေါ့ဟုတ်လားဟုတ်တယ်မဲသူဘယ်လိုလဲညစာမစားပဲနေနိုင်လားဟာမနေနိုင်ပါဘူးဗျာကျုပ်ကဘိုက်တိတ်စားတတ်တာ မဲသူရဲ့စကားကြောင့်မောင်ဖီတို့၃ယောက်တဟဟနဲ့ရေမောလိုက်ကြရဲ့ဟာ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 ငါစရပါကွာချစ်ပါတီလာမစောင့်နိုင်လေတီလာဘယ်နှပါစောင့်နိုင်လေတတ်နိုင်တယ်လို့စောင့်ဖို့ကွာစာပေကျမ်းကလည်းတတ်နိုင်တယ်လို့လိလာပေါ်မဲသူရငါလည်းမင်းနဲ့တင့်တော်တဲ့ပညာရက်တည်းတင့်ပေးမှာပေါ့ကွာဟာတကယ်လားဆရာပေဒါဆိုရင်ကျုပ်နဲ့ပြန်ကစပြီးတတ်နိုင်တယ်လို့တီလာစောင့်ပြီးစာတင်တော့မယ်ဗျာအေးပါကွာအေးပါ တို့စင်မဲသူဟာကြောင်ဝိုင်းထဲရှိညောင်ပင်ကြီးရာကြီးကဟိုဟိုမှာဖြူဖြူကြီးရက်နေတယ်မဲသူရဲ့စကားကြောင့်အိုက်ဆန်နဲ့စောရဲဝါဟာထပြေးရမလို့ပဲဖြစ်သွားတယ်မကြောက်ပါနဲ့မဲသူရအဲ့ဒါရောကစိုးပါကွအဲ့ဒါကြောင့်ဒီအပင်မှာရောကစိုးအတွက်နန်းဆောက်ပေးထားတာအနီးနားရွာကလူတွေတခါတလေအဲ့ဒီညောင်ပင်မှာတားဆုပန်တက်ကြရဲ့လေဒီနေ့ညာက လာပညာဆိုတော့ရောကစိုးလဲလမ်းလျှောက်ထွက်တာနေမှာပေါ့ကွာဟွန်း တော်ရည်သာပေါ်မောင်ဖေရရုပ်ကစိုးမှုငါမှမဲတူစကားကြောင့်လန့်သွားတာပဲဟုတ်ပါငါလည်းအဆောင်နဲ့ပြေးဝင်ရမလို့တောင်ဖြစ်သွားတယ်တကယ်ကလေးပဲသူနဲ့ညဖက်ပြင်ထွက်ရလဲခက်လန့်လန့်ပဲအိုက်ဆန်နဲ့စောရဝိုင်းစကားကြောင့်မဲသူဟာတဘောချစွာဖြင့်ပဆိုင်များခွက်ဝင်အောင်ရေမောနေလိုက်တယ်စောအဲဝါကယူနေချင်းအားတပူပူမောတောက်နေရင်မှဩမောင်ဖေတိုက်တွေအများကြီးရှိတဲ့အထက်မှာမှအမမခံနဲ့တိုက်ကြီးငါးတိုက်ဆိုတာဘယ်တိုက်တွေကိုပြောတာလဲ အမမခံတဲ့တိုက်ကြီးငါးတိုက်ဆိုတာကဝိမလာဒေဝီအမည်ရှိသောဘောဂဝရီငကားမေတော်ကြီးတိုက်အမေတော်ရွှေချိုးပြူအကိုတော်မူလာခဲတိုက်အမေတော်စောလာမွန်အကိုတော်စောခွန်နောင်တိုက်ဥษาဆောင်တိုက်နှန်းရှင်တွေသူယောင်တိုက်နှန်းရှင်တွေဖျားပြူတိုက်အဲ့ဒါတွေကိုပြောတာကွအဲ့တိုက်တွေကလာရဲ့တွေကတိုက်ကျိုးပြက်စီရင်ဖျက်ပေးမဲ့ဆရာတွေကအလွန်တရီထားရတယ်အဲ့တိုက်တွေက အမမခံဘူးဆိုဧဝါ ဘလို့အမမခံတာလဲမောင်ဖေဆရာတွေအတက်တောင်းနေရင်တန်းလန်းနေတောင်ပြန်ခေါ်တတ်တယ်တိုက်ကြီးငါးတိုက်ပေါ့အဲ့တိုက်ကလာတဲ့သူတွေကကတိလဲတည်ရတယ်ရှင်းပြရရင်အများကြီးပေါ့ကွာကဲညလဲနဲ့နေပြီဆိုတော့နားကြဖို့ငါလည်းဖျားဝင်ပြူတရားထိုင်ရအောင်မယ်မောင်ဖေရဲ့စကားကြောင့်အလုံးလဲမိမိရဲ့အိတ်ဆောင်အသီးသီးတို့ဝင်သွားကြတယ်နောက်နေ့ကျရင်ဒုတိယပိုင်းလေးဆက်လက်ပြီးတော့ဖတ်ပြသွားပါမယ်เนาะနောက်ထောင်ပြီးတော့ကျေးဇူးတုတင်ပါတယ်ရှင်